ဒီဘယ်ရင်ကိစ္စနဲ့ပတ်သက်ပြီးရောပေါ့နော်စစ်တဲ့ lobby တွေထွက်တဲ့ထွက်လာတဲ့အထံပေါ့ဒီနေရာတွေကတည်သိမ့်တဲ့နေရာတွေဟာလာဟိုလှုပ်သိမ့်တဲ့နေရာတွေတည်ကြကွာကျဲတယ်ကွာဘုံကျဲတယ်ကွာဆိုတဲ့စကားတွေပေါ့နော်ဒါကပြည်သူကိုစိန်ခေါ်လိုက်တာဖြစ်တယ်ပြည်သူကိုစော်ကားလိုက်တာဖြစ်တယ်ပြည်သူကိုတက်လှမ်းပေးလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ ပြည်သူတွေအနေနဲ့ကငါတို့အာဒီလိုလူတွေမြည့်ရဲ့လက်ထဲမှာတော့ငါတို့ဘလို့နီးနေမှာဆက်ပြီးတော့ရှင်းတယ်လို့မဖြစ်နိုင်တော့ဘူးဆိုတဲ့ဟာခိုင်ခိုင်မာမာတို့အတွေးဝင်သွားတာလူပေါ့ရှင်နော်အဲဒီလေးနှစ်လောက်ကာလမှာလည်းပြည်သူတွေကတောက်ခံပေးတာအတိပဲလေနော်အခုလိုမျိုးစစ်တပ်ဘက်ကနေပြီးတော့ထွက်တဲ့သတင်းတွေဟလားမကျင်းသတင်းမှာအဲဒါတွေကဟိုလိန်ညာလုတ်ကြံဖန်ပြီးတာပါဆိုရတော့အောင်အဲ့လိုပြောရအောင်လေယုံကြည်စရာတကွမှရှိမနေဘူးဘာလို့လဲဆိုလို့ရှင်တို့တို့ဟာပြည်သူ ဟိုတောင်းတဲ့အချီနော်တိတ်တဲ့ချီဒုက္ခရောက်နေတဲ့ဟိုရေဘေးတို့နော်ငလင်ဘေးတို့တဘာဝဘေးတို့အချိန်ဒီမှာတော့မှနော်တရက်မှမပြတ်ဘူးပုံကျဲခဲ့တဲ့လုံရုံစစ်တက်ကပဲလုတ်ခဲ့တာအဲ့ဒီတော့အရှင်တို့စင်တွေကိုစိတ်တည်နေပုံလည်းလကားပဲနော်တက်တည်အထောက်ထားလေကနော်ကဘာကြီးတစ်ခုလုံးတိအောင်လဲဒါကျွန်တော်တို့တော်လည်ရေးသမားတွေနော် ဒီအယူကြီးတောင်ရှိတဲ့လူတွေအားလုံးပေါ့ရင်ဝိုင်းဝန်းကြိုးပမ်းနေကြတာပဲဒါကျွန်တော်တို့လည်းကျွန်တော်တို့ရောက်နေတဲ့နိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်တို့လည်းချိတ်ဆက်နေတဲ့အခွင့်အရေးတွေကိုဒီသတင်းတွေပေးပို့တာပဲနော်အဲ့အတွက်ဘယ်လိုမှလိန်လို့မရပါဘူးဒါကြီးကနော်အမေရမ်းမဲရှင်တို့တွေကတော့လိန်ခဲ့တာပေါ့ရှင်ရှင်တို့လိန်ခဲ့တာ90ရှိသွားပါတယ်နော်အဲ့ဒါတွေကအလုံးဖြစ်တော့ပါဒါပေမဲ့ဟိုဘာတစ်ခုဖြစ်သွားလဲဆိုတော့နော်ရှင်တို့ကိုစည်ရင်ပတ်သွားတယ်ပြီးတော့ကနော်ရှင်တို့တွေဟာလာဒီမြန်မာနိုင်ငံတဝန်းလုံးမှာလက်နက်ကင် လမ်းလမ်းကိုင်းတွေအကုန်လုံးရှိနေပြီဒါကိုသိထားသိကျင်တယ်ပေါ့နော်ရှင်တို့ရဲ့အသက်အန္တရာယ်ရှင်တို့ရဲ့လုံခြုံရေးရှင်တို့ကိုယ်တိုင်ပြုဆိုင်ရပါရှင်တို့ပါဇက်ကထွက်တဲ့နှုတ်ထွက်စကားတွေပေါ့အဲ့တော့ငါငါပထွေးတွေအုတ်ချုပ်နေတာပဲဆိုပြီးတော့ရှင်တို့ကပထွေးအားကိုးနဲ့အဲ့ဒီလိုမျိုးပြောရဲနေပြီမဲ့ဒါတွေကတမိုင်းမှာမှတ်တမ်းဖြစ်တယ်ပေါ့နော်ကျင်းတို့ပဇက်ကနေဘာမှဖတ်မလာဘူးဆိုလို့ရှိရင်တော့ကျင်းတို့အန်ဒီရဲ့ကင်းကြီးပြင်ဦးမှာအခုကကျင်းတို့လုံလုံရုပ်ကျင်းတို့ဘူးဆိုင်လို့ပြောနေတယ်เนาะရှင်စရာကောင်းတဲ့ ကားတွေညွန်စရာကောင်းတဲ့စိတ်သက်တွေဒီလူတွေရဲ့နှလုံးသားတွေကိုရိုက်ထည့်ပေးနေတာရှင်းလို့တော့အလားလာမကောင်းဒီတော်လန်ရေးဟာပြည်သူကနေစခဲ့တာဖြစ်တယ်ဒီလောက်တိတိမမာတော်လန်နဲ့တိတိမမာတိုက်လာတဲ့ပွဲကကျွန်တော်တို့မြန်မာနိုင်ငံသမိုင်းမှာမရှိခဲ့ဘူးဒါကိုလည်းသတိထားစေချင်တယ်အဲ့တော့ဒီပွဲကြီးပါရောက်ဖြစ်လာတယ်ဆိုပြည်သူရဲ့စိတ်သက်တွေရောက်ဖြစ်လာအဲ့တော့ရှင်းလို့ကိုပြည်သူတွေကစည်ရင်မှတ်သွားပြီဆိုရင်ရှင်းလို့ဆိုရမယ်အနေထားမှာဖြစ်နေကျွန်တော်ကသတိပေးတင်တယ်ပေါ့နော်နောက်တစ်ခုကလုံရက်နေစစ်ကောင်စီက လုပ်နေတဲ့လုပ်ရက်တွေကကျမတို့ပြည်သူပြည်သူကိုပို့ပြီးတော့နော်ဒေါ်လာရေးကိုပို့ပြီးတော့ပါဝင်လာအောင်လုပ်နေသလိုပဲပေါ့အဲ့အတွက်အဲ့အတွက်ဒီဒေါ်လာရေးကညံ့မှာမဟုတ်ဘူးဆိုတော့ပြောနေတယ်ပို့ပြီးတော့ဒီ2025မှာအရှင်ကောင်းလာလိမ့်မယ်နောက်ခုကကျမပြောချင်တာဒီတို့တို့ဒီတိုင်းသာလက်နက်ကန်ကြီးပေါ့နော်တိုင်းသာလက်နက်ကန်ကြီးဟိုနင်းနင်းညွတ်နဲ့ဟိုမြင်လာရဖို့ရှိတယ်ပေါ့နော်ဟိုအခုဒီရက်ထဲမှာဆိုလို့ရှိရင်ဘူဂျုတ်ထုံးမျက်နှာပြောလိုက်တဲ့စကား နော်ကိုကျုပ်တယောက်ရဲ့နှုတ်ထွက်စကားကိုကျွန်တော်တို့ပြည်သူတွေလေးစားယုံကြည်တယ်ပေါ့။ဘာဖြစ်လဲဆိုလို့ရှိရင် ခေါင်းဆောင်တယောက်ရဲ့စကားအရေးကြီးတယ်။တောင်ပြိုးမြုပ်မျိုးတွေပြောအပြောတစ်မျိုးလှုပ်တစ်မျိုးတွေလှုပ်နေဆိုတာကမင်းအွန်လိုင်းပဲရှိတယ်နော်။ကြံတဲ့တိုင်းသာနော်ခေါင်းဆောင်တွေကဒီလိုအပြောတစ်မျိုးလှုပ်တစ်မျိုးမလှုပ်ဘူး။နော်ပါဇက်ကပြောဖို့လည်းခက်ခဲတယ်၊ထွက်ဖို့လည်းခက်ခဲတယ်။ဖလာပြီဆိုလို့ရှိရင်လည်းသူတို့စကားကိုသူတို့တောင်းယူတယ်ဒါကြောင့်မလို့ကျမတို့ယူကြည့်တယ်ဘူးလို့ထုံးမျက်နှာရဲ့စကားအမှန်တမ်းကလည်းအားရှိတယ်ချစ်မှုလည်းတည်တယ်ပေါ့နော်ကျမတို့တကယ်တမ်းကျတော့ကျမတို့တွေက အားလုံးကလေးလေးစီးနေကြရတဲ့လူတွေယူပဲနေเนาะကျောင်းအနေနဲ့ဘာရောက်အားရှိတာလဲဆိုလို့ရှိရင်เนาะကျောင်းဒီအနာရှင်တွေကိုတိုက်ထုတ်တဲ့နေရာမှာတကယ်ကခိုင်မာအနည်း90လောက်ခိုင်မာလာတဲ့အုပ်တိုင်းကိုခေါင်းနဲ့တိုက်နေရတယ်လို့ဘီသူအင်အားလေးနဲ့တွားနေရတာကျောင်းတို့ကအခက်အခဲတွေအများကြီးဒါတိုက်နေတဲ့ဟိုရဲဘော်တွေသူကစားနပ်ရိတ်ခါဟလာဒီစစ်တုံးစရိတ်တွေဒါတွေအားလုံးကပြည်သူတွေရဲ့အင်အားနဲ့ပဲတွားနေရတာဖြစ်တယ်လို့အခုလိုမျိုးခေါင်းဆောင်တယောက်ရဲ့ပါဇက်ကနေပြီးတော့ ဒီလိုစကားမျိုးပြောလာတယ်ဆိုတော့အယောင်မှတင်းနေတယ်အယောင်မှမဝမ်းတာတယ်အားလေကိုးပါတယ်ပေါ့နော်ဆိုတော့ရှေ့လျှောက်ပြီးတော့ဟိုကျွန်တော်တို့ကဒီဒီတော်လိုင်းကိုမြန်မြန်အဆုံးသတ်ဖို့တစ်ခုတည်းဟုတ်ပဲเนาะဒါတော်လိုင်းရေးဖွဲ့တွေလည်းတွေးသွားတာဖြစ်တယ်ပေါ့သူတို့ဒီလိုမျိုးလုံနေလေးလေးကျွန်တော်တို့တော်လိုင်းရေးဘက်ကအခွင့်အရေးတွေအတွေ့ရတယ်အမရတော့ဘူးဒီကောင်တွေတော့မဖြစ်ဖြစ်တဲ့နီးနဲ့ရအောင်လုပ်ရမယ်ဆိုတဲ့အတွေ့ပဲကျွန်တော်တို့တော်လိုင်းရေးပတ်တော်သားတွေဒီမှာဝင်သွားတာဖြစ်တယ်ပေါ့เนาะအဲ့တော့ ဟိုတော်လည်းကြာနေတယ်ဆိုတာကကျွန်တော်တို့တရုတ်ဝင်ရှုပ်လို့တာကြာနေတာပေါ့ဒီတရုတ်ကိုလည်း view site နေရတဲ့အနေအထားမျိုးရှိနေတာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တရုတ်ဟာနော်အမတန်မှမြန်မာပြည်ပေါ်မှာအကင်တွေဖြစ်ရှင်းတာကအမတန်မှပါနေတယ်နော်အမတန်မှဟိုရှင်းလဲလျှောက်တာပြားလဲဆွဲတာပုံစံမျိုးနဲ့ဝင်ပြီးတော့လုပ်နေတာပေါ့နော်သူ့ကိုပြန်တိုက်ခိုက်ဖို့ဆိုတာကလည်းမဟုတ်ဘူးပေါ့နော်ကိုယ်နိုင်ငံမှာလာပြီးတော့ဟာဟို လို့ပြောရမလဲစည်ရည်နဲ့ဝင်နေတာမျိုးလည်းမဟုတ်ဘူးဒီလိုစည်ရည်နဲ့ဝင်ခဲ့မယ်ဆိုရင်ကျမတို့အနေနဲ့တရုတ်ကိုရှင်းနိုင်ကြအကြောင်းမရှိဘူးအဲ့ဒီကကျမတို့ကဟိုပြည်သူချင်းချင်းပူကယ်ပြီးတော့သွားနေရတဲ့နေရာမှာဒီတရုတ်ရဲ့အင်အားပါလာတဲ့အခါကျတော့ကျမတို့တော်လိုင်းကိုနောက်နေသွားမှာနောက်ရက်ဖြစ်သွားမှာစိုးလို့တာကျမတို့တွေကချင့်ချိန်ပြီးတော့လုပ်နေရတယ်ကယ်တန်းကြိုင်တော်လိုင်းကြီးကနိုင်နေပြီအောင်နေပြီပေါ့နော်ဟိုခွေးစိတ်ရှိတဲ့လူတွေကတော့ခွေးချင်းခွေးချင်းမယ်ကြံမှာပဲနော်အများအားမဲခွေးချင်းခွေးချင်းကြံခဲ့တာ တလိဆန်နေလို့ပဲဆက်ဆံခဲ့တာဆိုတော့ကျမတို့မှာတွားစရာကတလန်းပဲရှိတယ်ကျမတို့ပြည်သူတွေမှာရွေးချယ်စရာကဒီတလန်းပဲရှိရပေါ့နော်ဒါကြောင့်မို့တလန်းရေးကိုလည်းပောင်းဝင်ကူညီပေးကြဖို့အရန်ကိုမှလိုအပ်နေတယ်နော်ကျမတို့ကနိုင်ကျင်တာတစ်ခုပဲနဲ့မပြီးသွားဘူးလေနော်ကိုယ့်ရဲ့ကိုယ်တွေရဲ့ပောင်းဝင်မှုနော်ကျမတို့တိုင်းပြည်အတွက်ပောင်းဝင်မှုအများကြီးအင်အားတွေလိုအပ်နေတာဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်ဒါစစ်ကောင်စီရဲ့လုပ်ရည်တွေတော်လေးကိုကျဆက်တယ်တော်လေးယူမှတော်လေးတရားလွန်ရပါတော့ ဲ့တော့တနေ့မဟုတ်တနေ့ကိုစီကိုလည်းဒီအန်ဂျီရီကတက်ရောက်လာမှာဖြစ်တဲ့အတွက်ဒီစစ်ကောင်စီလက်အောက်မှာဖွင့်ထားတဲ့အကြောင်းတွေကိုလည်းမတက်စီခြင်းဘူးနောက်တစ်ခုကဒီလွမြောက်နေမြေတွေမှာလည်းခလေးတွေကိုဟိုဟိုတောင်းထားတာမျိုးမလုပ်စီခြင်းပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုနောက်ပိုင်းမှာဒီတရုတ်ရဲ့အကူအညီမှုရုရှားရဲ့အကူအညီမှုကြောင့်ဟိုမင်းအွန်လိုင်းတို့အနေနဲ့ကအများကြီးဆာဗာတွေကိုဟလာဒေတာတွေကိုအများကြီးဖမ်းလို့ရနေတာဖြစ်တယ်ဟိုတီနေရာဧရိယာတွေဆိုလို့ရှိရင်အမှန်တမ်းကဟိုတော်လိုင်းရေးတစ်ခွက်တွေဝီယူဆိုင်နေခြင်းလေ ဲ့တော့သူတို့ကတော့ဒီဒီဘဲရင်လိုနေမြင်မျိုးပေါ့ရှင်အဲ့ဒီနေရာလေးဒီဘဲရင်ဒီရာဇဝင်ရှိတယ်ငကူတွေကမှစစ်ကောင်စီကိုမလိုလားတဲ့နေရာဖြစ်နေပေါ့နော်ဟိုစစ်ကောင်စီကိုမလိုလားဘူးဆိုတာလေတရားမျှတမှုအတွက်ဆိုလို့ရှိရင်တတိရှိတဲ့ရဲရဲပေါ်ထုတ်ရဲတဲ့နေရာမျိုးတွေပေါ့အဲ့ဒီမှာရာဇဝင်လည်းရှိခဲ့တာပဲနော်အဲ့တော့ဒီလိုနေရာမျိုးတွေမှာဆိုလို့ရှိရင်စစ်ကောင်စီအနေနဲ့ကဟိုဂယုဆိုင်တွေမှာဟိုကလေးတွေပါလေသူတိမှာပေါ့ဘယ်လိုနေရာမှာတိမှာမဟုတ်ဘူးနော်ဒီလိုနေရာတွေမှာဒါသူ့အနေနဲ့ကတော့ အဲမိသွားတယ်ဆိုလို့ရှိရင်လည်းတက်တေတွေထွက်လာတယ်ဆိုလို့ရှိရင်လည်းသူ့နေရာတော့ဒါ PDF နေရှိတဲ့နေရာဆိုပြီးတော့ဘုံသွားတဲတာလို့ပဲသူပြောမှာပဲအဲ့ဒီမထွက်လာဘူးဆိုလို့ရှိရင်လည်းဒါ AUD ဘက်ကလုတ်တာလို့လို့တို့ကတင်းထုံမှာပဲအများအားလိန်ညာတဲ့တင်းတွေထုတ်လာတာဆိုလို့ဒါမျိုးတွေကလုတ်နေတာမှာပဲဒါပေမဲ့အတုံးမဝင်တော့ပါဘူးလို့နော်အတုံးမဝင်တော့ပါဘူးပြည်သူတွေကမျက်စိပိတ်နားပိတ်တွေမဟုတ်တော့မျက်မြင်ကိုယ်တွေတွေ့ခဲ့ပြီးသွားပြီသူတို့ရဲ့လုတ်ရက်တွေအော်နိုင်ငံတကာကလည်းဒီတင်းတွေရောက်နေပြီနိုင်ငံတကာမှာရောက်နေတာလေ ့ရောက်နေတဲ့သတိတွေကလည်းဒါကျွန်တော်တို့နော်တော်လည်းရေးအဖွဲ့တွေနော်နိုင်ငံရေးလှုပ်ရှားနေတဲ့အဖွဲ့တွေကပဲတူးစားနေတာဖြစ်တဲ့အတွက်ဟိုဘက်ပေါင်းဆောင်ကနေပြီးတော့လုပ်နေကြတယ်ပေါ့အဲ့ဒီအတွက်ကျွန်တော်တို့မှာကကျွန်တော်တို့ပြည်သူတွေမှာကမျှော်လင့်စရာတခုပဲရှိတာတော်တော်လေးမပြန်ပြီးဖို့နဲ့နော်ကျွန်တော်တို့ကဟိုပြည်သူတွေကအတော်လည်းမပြီးသေးလို့ငါတို့ဒုက္ခရောက်နေပြီးပါတော့လို့អော်နေတာမဟုတ်တော်လည်းတော်လည်းကြီးကိုမြန်မြန်ပြီးကျင်တာတော့မှန်တယ်စစ်တေကိုမဖြစ်စေချင်တော့တာတော့ဒါပေမဲ့ပြည်သူရဲ့စိတ်ထဲမှာ ကအနာရှင်ဘလုံးမလက်ခံလို့အစီအမေတော့မရတော့ဘလုံးမဟာလာဒီလက်အောက်ထဲမှာနေလို့မဖြစ်နိုင်တော့ဘူးဆိုတော့ပို့ပြီးတော့မြင်လာကြားလာရတယ်ပေါ့နော်ပို့ပြီးတော့လက်ခံလာနိုင်နေပေါ့အဲ့လိုကတော်လန်ရေးကိုပဲကျမတို့တွေကအာယုံဆိုင်ပြီးတွားကြမယ်အ мян လုံနိုင်ဖို့လိုတယ်ပေါ့နော်ဟိုတိုင်းသားတွေခေါင်းဆောင်တွေကိုလည်းဟိုကျမတို့ပြည်သူတွေအတန်ထုတ်ချင်တာက ဟိုစီစီလုံးလုံးပေါင်းစည်းပြီးတော့သွားကြစီအန်အန်လှုပ်ဖို့လုံးနေပေါ့နော်မဟုတ်ရင်တော့ကျွန်တော်ပြည်သူတွေဒီထက်ပိုပြီးတော့ဆုံးရှုံးမယ်နော်ဒီတခြားအနိုင်ငံတွေကကူညီထားတဲ့ဟိုဒီစစ်လက်နက်တွေဆိုခုနောက်ပိုင်းတုံးလာတာပိုပြီးတော့ဒီဒုံးတွေဆိုလို့ရှိရင်ပိုပြီးကောင်းလာတယ်ဒါတွေလည်းကြည့်ထားဖို့လိုတယ်မှန်မှန်အဆုံးသတ်ဖို့လုပ်နေတယ်ဆိုတဲ့အကြောင်းကိုကျွန်မပြောချင်တယ်